ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မနေ့ကသင်ခန်းစာမှာတော့ and to write instruction နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောခဲ့တယ်ပေါ့နော် and logical and နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောခဲ့တာရှိတယ်အဲ့တော့ဒီနေ့သင်ခန်းစာမှာတော့ကျွန်တော်တို့ကနော်ဒီ all ဆိုတဲ့ instruction နဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်နော်အဲ့တော့ all ဆိုတာကတော့နော်ကျွန်တော်တို့ဒီမှာနော်ထုံးစံတိုင်းပဲသူ့ကိုနော်ကျွန်တော်တို့ integer နော်ကျွန်တော် data register တခု

ကဲတော့ထုံးတာတိုင်းပဲဒါလေးကိုကျွန်တော်တို့ PSC ရဲ့ကိုပို့ပါမယ်ဟုတ်ပြီနော်ကဲဟုတ်ပြီဒါဆိုရင်နော်ကျွန်တော်တို့ကနော်ဒီဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနော် source နှစ်ခုပေါ့နော် source နဲ့ source B နဲ့ကိုပုစကုန်းနဲ့တရားပေးကြည့်ဟုတ်ပြီနော် အဲ့တော့ဘယ်လိုပုံစံပေးရမှာလဲဆိုတော့ကျွန်တော်ဒီမှာ integer ရှိတယ်အဲ့မှာကျွန်တော်နံပါတ်တွေပေးပါဘာဖြစ်နော်အဲ့လိုပေးလိုက် okay ဘာဖြစ်နော်ဒါဆိုရင်တော့ reset ပါထွက်လာမလဲဘာဖြစ်နော် reset ပါထွက်လာမလဲဆိုတော့ကျွန်တော်သိအောင်အဲ့ RAM ဘုတ်ပြောင်းပြီးတော့ကျွန်တော်ဒီမှာဆို okay reset က100နဲ့3ဖွက်တယ်ဘာဖြစ်နော် okay အဲ့တော့ကျွန်တော်ဒီမှာရေးထားပြီးသားပေါ့နော်ဒါလေးပါ ဆိုတော့ဒါကိုကျွန်တော်တို့ကနော်ဘလို့ပုံစံမျိုးနော် reset ဖတ်သွားတာလေဆိုတော့ချက်နေတာကြည့်အောင်နော်ဆိုတော့ဆိုတော့ logical or ရဲ့သဘောကနော်တစ်ခုမဟုတ်တစ်ခုလို့အဓိပ္ပာယ်ရတယ်။ဟုတ်ပြီနော်တကယ်လို့ကျွန်တော်တို့နော်ဒီ source ပြီမှာနော် source in a to read အားခုပါခဲ့တယ်။ပါတယ်ဆိုတာကလည်းသူ့ရဲ့နော် place အတိအကျဖြစ်ဖို့ဖြစ်ရမယ်။ဟုတ်ပြီနော် အဲ့တော့အဲ့ဒီနေရာအတိအကျကိုကျွန်တော်တို့ကဒီမှာပေါ့နော်ဒီလိုလေးတစ်ချက်နော်ကျွန်တော်လုပ်ကြည့်မယ်ဟုတ်ပြီနော် Okay အဲ့တော့ logical or ရဲ့ result ကကျွန်တော်တို့လောလောဆယ်ဒီ data မှာထွက်လာတာမတွေ့သေးဘူးနော်အဲ့တော့ဒီမှာတော့အစတွေ့လာပြီပေါ့နော်ကျွန်တော်တို့က1တခုပါလိုက်နော်ဒီမှာ1တခုပါနေဒီမှာနော်ဒီမှာ1ဆိုတဲ့ result ထွက်တယ်ဟုတ်ပြီနော်ဒီမှာ1တခုပါတယ်ဒီမှာ1ဆိုတဲ့ result ထွက်တယ် မှာ1တခုပါတယ်โอเคဒီမှာဟုတ်နော်အဲ့ဒီမှာ1နဲ့0ဆိုရင်လည်းဒီမှာ1ဆိုလို့ဆက်ထွက်တယ်။ဖြေကျွန်တော်0နဲ့1ဆိုလဲပါထွက်လဲ။အဲ1ဆိုလို့ဆက်ထွက်ထားပြီနော်။ဒါကြောင့်ကျွန်တော်က0နဲ့0ဆိုရင်တော့ကျွန်တော်0ဆိုလို့ဆက်ပဲထွက်ပဲ။ဒါကြောင့်ကျွန်တော်က0နဲ့0 okay 0ပဲ0ဆိုလို့ဆက်ထွက်ပဲ။ဒါကြောင့်ကျွန်တော်1နဲ့1ဆိုရင် okay 1ဆိုရဲ reset ထွက်ပဲ။1နဲ့1ဆို okay ဒီမှာ1ဆိုရဲ reset ထွက်ပဲ။ဒါကြောင့်ကျွန်တော်က0နဲ့0ဆို okay ဒီမှာ0ဆိုရဲ reset ထွက်ပဲ။ဒါပဲ။ ဟုတ်ပြီနော်အဲဒီသဘောတရားပါပဲကျွန်တော်ငါအဖြေဆက်ပြီးသားပါနော်ဒီမှာကျွန်တော်ထည့်လိုက်တဲ့အဖြေအားမရှိနေပြီသားအဲ့တော့ဒီအဖြေလေးကိုကျွန်တော်ကနော်ဒီမှာ1 or 3နော်ဒီမှာရခဲ့တယ်ရရခြင်းအဓိကအကြောင်းရဟုတ်ပြီနော်1 or 3အဓိကရရခြင်းရအကြောင်းရနော်အဲသူကနော်ကျွန်တော်1 0ဆိုရင်လည်း okay 1ပဲ10ဆိုလည်း okay 1ပဲ okay 01ဆိုလည်း1ပဲ00ဆိုမှ0ဟုတ်ပြီနော် 0 0ဆိုရင်လည်း okay 0 1 1ဆိုရင် okay ဒီမှာ1 1 1ဆိုရင် okay ဒီမှာ1ဟုတ်ပြီနော်ဆိုတော့ဒီလိုမျိုး result ထွက်လာခြင်းဖြစ်ပဲဟုတ်ပြီနော်အဲကျွန်တော်အရှိမနေ့ကတော့လည်းကျွန်တော်ဒီ n ကိုရှင်းပြတဲ့ချိန်မှာလည်းဒီလိုပုံစံမျိုးလေးနဲ့ကျွန်တော်နော်အရှင်းပြခဲ့ဟုတ်ပြီနော်ဒီလိုဆိုရင်ဒါကျွန်တော်တို့ logical n ဖြစ်ပါတယ်ဟုတ်ပြီနော် logical n ကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးနော်ကျွန်တော်တို့အသုံးပြုလို့ရတယ်ဆိုတော့ပြတာဖြစ်ပါတယ်အဲတော့ဒီနေရာလေးထဲမှာဒီ integer တွေထဲမှာကျွန်တော်တို့က နော်ဒီတန်ဖိုးတွေနော်ကျွန်တော်တို့မှာ decimal တန်ဖိုးတွေထည့်လို့ရတယ်ထည့်ပြီးတော့ကျွန်တော်တို့နော်ဒါတွေကိုစမ်းသပ်ကြည့်လို့ရပြီနော်ဒါကျွန်တော်ဒီမှာစမ်းသပ်ကြတဲ့အတိုင်းပဲစမ်းသပ်ကြည့်လို့ရတယ် result ကိုထုတ်မယ်ထုတ်ပြီးတော့ကျွန်တော်ဒီလိုပုံစံမျိုးစမ်းသပ်မယ်ဘာကြောင့်မို့လို့ဒီလို result ထွက်လာတာလဲဆိုတော့ကျွန်တော်စမ်းသပ်လို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီနေ့နော်အဲရှင်းပြခဲ့တယ်နော်အဲဒီကိစ္စကတော့ကျွန်တော် logical နော် အဲဒီ all ဆိုရဲเนาะ bit wise เนาะ inclusive all ဆိုရဲ instruction အကြောင်းပဲဖြစ်ပါတယ်โอเคဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ